9တန်းចောင်းသားယောက်ျားလေး21ရက်နေ့ကပျောက်ဆုံးသွားခဲ့ပြီး23ရက်နေ့မှာပြန်တွေ့တဲ့အချိန်မှာတော့အသက်မပါတဲ့ခန္ဓာကိုယ်ကိုသာပြန်တွေ့ခဲ့တာဖြစ်ပါတယ်။အဆိုပါကလေးမောင်တက်နိုင်မင်းဟာဘကိုးမြို့မဆင်းရက်ကွက်မဟာစီရီ၃လမ်းမှာနေထိုင်တဲ့ဖခင်ဖြစ်သူဥပန်းမြိုင်မိခင်ထွေးရင်မွန်တို့ရဲ့သားဖြစ်ပြီးတော့အသက်၁၄နှစ်အရွယ်ဘကိုးအထက၃မှာပညာသင်ကြားနေတဲ့9တန်းအရွယ်ចောင်းသားတယောက်ဖြစ်ပါတယ်။မိခင်ဖြစ်သူကဒီလိုပြောထားပါတယ် ီညနေကကျမသားဟာအကြောင်းကပြန်လာပြီးအိမ်ရှိမှာတငယ်ချင်းတွေနဲ့ဘောလုံးကန်နေကြပါတယ်။အဲ့ဒီအချိန်မှာကျမတို့အိမ်ချေရင်ကကောင်လေးအသက်30ခန့်အရွယ်ပလုံးလုပ်ငန်းလုပ်ကင်နေသူဟာဆိုင်ကယ်တစ်စီးနဲ့ရောက်ရှိလာပြီးငါးစီဒီဘောလုံးကွင်းမှာဘောလုံးတစ်လုံးတွေ့ခဲ့တယ်။တောက်ကောက်မယ်။တတ်နိုင်မင်းလိုက်ခဲ့ဆိုပြီးတော့ကျမသားကိုသူ့ဆိုင်ကယ်နဲ့တင်ခေါ်သွားပါလေလို့ကျမသားနဲ့ဘောလုံးကန်နေတဲ့ကလေးတွေပြန်ပြောတယ်လို့သိရပါတယ်။ နောက်나이ဝက်ကြော်ကြော်လောက်မှာကျမသားကိုဆိုင်ကယ်နဲ့တင်ခေါ်သွားတဲ့ကောင်လေးကကျမအိမ်ရောက်လာပါတယ်အမကြီးသားတက်နိုင်မင်းပြန်ရောက်ပြီလားတဲ့ကျမကဟဲ့ငါသားကိုနင်မဲဆိုင်ကယ်နဲ့တင်ခေါ်သွားတာမဟုတ်လားလို့မေးပါတယ်သူပြောတာကကျွန်တော်လဲအလုပ်ကိစ္စနဲ့မြို့တစ်ဘက်သွားဆရာရှိလို့မကြီးသားကိုမဟာစီဒီလမ်းထိပ်မှာချပေးခဲ့ပါတယ်မကြီးသားကသူ့ဟာသူမဟာစီဒီဘောလုံးကွင်းဘက်ကိုကုန်းချောင်းလျှောက်သွားတာလို့ပြောပါတယ်အဲ့ဒီလိုပြောပြီးအဲ့ကောင်လေးကသူ့အိမ်သူပြန်သွားပါတယ်တဲ့အဲ့နောက်ပိုင်းခုထိကျမသားကိုမတွေ့တော့ပါဘူးလို့ ပျောက်ဆုံးနေသူမောင်တတ်နိုင်မင်းမိခင်က21ရက်နေ့မှာ post တင်ခဲ့တာပါအဲ့တော့ဒီဖြစ်စဉ်ရဲ့အခြေအနေကတော့ကြည့်ရတာဆိုင်ကယ်နဲ့တင်ခေါ်သွားတဲ့သူကိုဘယ်တန်တရားတရားခံလို့ပြောရမယ်အခြေအနေမှာရှိပါတယ်အတိအကျတော့တသက်ခိုင်းလို့မပြောနိုင်ဘူးဆိုတော့လေဖြစ်စဉ်ရဲ့အနေထားကသူကတကူတကဘိုင်နှိမ့်တက်ပြီးတော့ ီကောင်လေးကိုလာခေါ်တယ်ပြီးတော့သူကပဲပြန်လာပြီးတော့မိုက်တာပြန်ရောက်ပြီလားဆိုပြီးတော့သူမဟုတ်ပါဘူးဆိုတဲ့ပုံစံနဲ့လာပြန်မေးတယ်ဆိုတော့သူကတန်တရားတရားခံလို့ပြောလို့ရပါတယ်ဒါပေမဲ့အဲတရားရခိုင်နှုံးပြီတော့မဟုတ်ဘူးပေါ့လေနော်သူမဟုတ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သူကတန်တရားတရားခံအနေနဲ့တော့သူ့ကိုထားရမှာပဲဖြစ်တယ် ပြင်မှာဆိုရင်တော့လူတယောက်ရဲ့မူမမှန်တဲ့ပုံသဏ္ဍာန်ဘာညာဓာတ်တွေကိုကြည့်ပြီးတော့ဟိုပို့ပြီးတော့မှတ်ချက်ပေးလို့ကောင်းတာပေါ့နော်ပြောက်ဆုံးသွားတာက20ရက်နေ့ညနေ9:00နာရီလောက်တည်းကပျောက်ဆုံးသွားတာလို့ပြောပါတယ်။ပြန်တွေ့တာကတော့22ရက်နေ့ကလား23ရက်နေ့ကလားတော့အတိအကျမသိဘူးပေါ့နော်။ဒီဒီ23ရက်နေ့မှာတော့ကလေးကိုတချို့မယ်လို့ပြောပါတယ်။ဒီကလေးရဲ့ ဒီအယုတ်လောင်းပုံစံကြည့်ရတာတော့တန်ရတန်ချက်တင်နေတိတ်ဆုံးခဲ့ရတာပေါ့နော်ဒါကတာမန်မတော်တဆဖြစ်တဲ့ကိစ္စမျိုးတော့မဟုတ်ဘူးဒါရည်ရွယ်ချက်ရှိရှိနဲ့တခုခုလောက်ခံလိုက်ရတဲ့ပုံစံမျိုးပေါ့ဒီ73 74อายุတွေတောင်မှအခုချိန်မှာစိတ်မချရတော့တဲ့အခြေအနေမျိုးဖြစ်နေတာပေါ့နော်အဲ့တော့အားလုံးပဲကိုမီတာစုတွေကကလေးတွေရောလူကြီးတွေရောကြူဆိုင်ကြပါလို့ပဲပြောချင်ပါတယ် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီကလေးအတွက်လည်းအင်မတန်ဆင်မကောင်းဖြစ်ရပါတယ်ကလေးလေးကရုပ်လေးလဲချောပါတယ်ဒါချောသည်ဖြစ်စီချောသည်ဖြစ်စီမချောသည်ဖြစ်စီဗောလေမိဘတွေအနေနဲ့တော့အင်မတန်စိတ်နှလုံးကြေကွဲစရာအခြေအနေမျိုးပါเนาะမိဘတွေနေဘက်ကတွေးကြည့်လို့ရှင်ဘယ်လိုမှတော့ခံစားလို့နိုင်မှာမဟုတ်ဘူးဗောနော်အဲ့တော့ဒီနေ့ခက်ကအတော်လဲဆိုးပါတယ်ကလေးတွေဆိုလဲငငယ်ကြီးကြီးခဏခဏပျောက်တယ်အသက်ဆုံးရှုံးတဲ့ကိစ္စတွေလည်း ကြမကြာတွေ့နေရတယ်ပေါ့လေနော်ခလေးတွေမှမဟုတ်ပါဘူးတော်တော်ကြီးကြီးရွယ်တွေတောင်မှဒီနေ့ခက်ကမလုံခြုံတော့တဲ့အခြေအနေတွေဖြစ်နေတာဆိုတော့အားလုံးပဲခလေးတွေကိုအထူးပြုစိုက်ကြပါလို့ပဲမှာကြပါတယ်ဟုတ်ကဲ့ကြီးစုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးမှာ သတင်းချက်လက်တွေစိတ်ဝင်စားစရာအကြောင်းအရာတွေ knowledge sharing တွေသတင်းအသစ်တွေကိုလင်းတင်သူတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို like and subscribe နဲ့ခဲ့ဖို့လည်းဖိတ်ခေါ်ပါရစေ